ကျွန်တော်မိတ်ဆွေတွေအားလုံးခုနှစ်ရက်သားခုနှစ်ရက်သမီးတွေအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူနိုင်ကြပါစေကတ်ကြီး၃ပါးညာသူမျိုး၅ပါးပေမှာကောင်းစွာကျော်လွှားတော်မူနိုင်ကြပါစေလို့ဆုတောင်းမြတ်တာများလဲပို့တာလိုက်ပါလေဗျာကျွန်တော်မိတ်ဆွေတွေကိုအရေးကြုံရင်ကြုံတော့အသုံးပြုလို့ရမယ်ဂမ်မီလာနီးတွေဗေဒင်းနီးတွေကိုကျွန်တော်အလင်းတင်တင်တော့ပြောပြလေးရှိပါလေအခုက အခုပြောချင်တာကဟိုးလွန်ခဲ့တဲ့နေ့လောက်ကကျွန်တော်မိတ်ဆွေတယောက်ကသူသားလေးပြောလို့ဆိုလို့မရလို့တဲ့လာပြီးတော့ရရတောင်းတာအဲရရကိစ္စလေးလဲကျွန်တော်မိတ်ဆွေတွေရောပြောပြချင်တာသူကလို့လာပြီးတော့ရရတောင်းတော့ဟိုးလွန်ခဲ့တဲ့၅နှစ်၆နှစ်လောက်ကဆရာစင်ုံလေးပြောခဲ့ဘူးတဲ့စကားလေးတစ်ခုကိုတွားပြီးတော့တတိရတယ်အဲ့လိုပဲအဲ့ဒီနေ့ကမိုးလေးကတဖြောင်ဖြောင်ရွာနေတော့ ဆရာစီယိုဆရာရဲ့ပေးသတယောက်ရောက်လာဆရာတဲ့အဲ့လိုအဲ့လိုပဲသူသားလေးရိုးလို့ဆိုလို့မရလို့ပါတဲ့အဲ့ဒါရတရားလေးပေးသမှာဆိုတော့ဆရာဘာဖြစ်လို့လဲတဲ့မလိမ္မာဘူးဆရာတဲ့ပြောလို့ဆိုလို့လည်းမရဘူးတဲ့ဘာပြောပြောနားမထောင်ဘူးဖြစ်နေရတဲ့အော်တဲ့သာသမီပြောလို့ဆိုလို့မရဘူးဆိုပြီးတော့ရတရားလာတော့လဲဆိုတော့တခါတလေမှာမိဘတွေက မှားနေတဲ့ဆိုရင်ဟိုတဲ့မိဘတွေကမှားနေတဲ့ဆိုရင်ဟိုဘယ်လိုလုပ်မလဲတဲ့ဥပမာပြားတဲ့ဆိုကြပါစို့မိဘတွေကသားသမီးကိုချစ်တဲ့စိတ်နဲ့ချစ်တဲ့ဇောနဲ့သားသမီးကိုကိုဖြစ်ချင်တယ်လို့ပုံစံတွေလိုက်သွင်းကြတယ်အဲ့ဒီအချိန်မှာသားသမီးကလိုက်မလုပ်ဖြူမလုပ်ဘူးဆိုရင် မိဘတွေကသားသမီးတွေကိုအဲကောင်မလိမ္မာဘူးတော့စကားနားမထောင်ဘူးလို့ဆိုတဲ့ဟာမျိုးလေးဖြစ်သွားတာပေါ့နာမည်တက်ပလိုက်တာပေါ့တကယ်တကယ်ကြတော့တချို့ကလေးတွေကကိုနီးကိုဟန်နဲ့တော့လိမ္မာနေကြတာပဲမိဘဖြစ်ချင်တိုင်းမဖြစ်တာကလွရင်တန်တဲ့ကိစ္စသည်သူနီးသူဟန်နဲ့လိမ္မာနေတဲ့ဟာတွေရှိတယ်အဲ့ဒါပါလဲဆိုတော့ဥပမာဗျာမနိုင်ကောင်းနိုင်ကောင်းတို့ဖះရှင်ကိုတော့မြတ်ကြီးမိဘဖြစ်စေချင်တာမင်းအဖြစ်ကို ်သွားစေချင်တာစကြဝဠာမင်းဖြစ်အောင်ဖြစ်စေချင်တာသူသားရောဒါပေမဲ့ဒုနာမထောင်ရဲ့ဖရာအဖြစ်ကိုကျင့်ကြံပွားများအားထုတ်ပြီးတော့သုံးလုံးကထောထားတပည့်ညူတာညာတော်ရှင်ဖရာအဖြစ်ကိုရောက်ရှိခဲ့တယ်မိဘဘက်ကကြီးမဆိုရင်မိဘသကနာမထောင်နဲ့သာသမီဒါမယိုင်းနဲ့ဒါမိဘသကမိဘဖြစ်စေချင်တော့မဖြစ်ဘူးဘာညာဆိုပြီးဖြစ်သွားနိုင်တာပေါ့နော် ဒါပေမဲ့သူနီးသူဟန်နဲ့လိမ်မာသွားတာပါအဲ့တော့တချို့တလေကိစ္စတွေမှာသားသမီးတွေကမဖြစ်ချင်တာလဲတချို့တလေကိစ္စကြတော့မြေတောင်မြောက်ပေးတင်တာလေးတွေရှိပါလေအကူမကြိုက်တာနဲ့ပဲသားသမီးကိုမိုက်တယ်ဆိုတော့စရင်သွန်မိမှာစိုးလို့ဆရာကအဲ့ဒီကိစ္စလေးပြောလိုက်တာပါအဲအဲ့ဒီမှာသားသမီး ပြောလို့ဆိုလို့မရဘူးဆိုရင်အမှန်တကယ်ပဲကိုသားသမီးကပြောလို့ဆိုလို့မရဘူးအာခုနကဘလို့ပြောပြောခုနကဘလို့မကိုနားမထောင်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်ဟိုတကယ်ကိုမလိမ္မာဘူးဘူးဆက်ဆက်အပေါက်ဆက်ဆက်ဖြစ်နေတယ်တော့ဘလို့မထင်းလုံးသိလို့မရဘူးဆိုသားသမီးမျိုးဆိုရင်တော့ကဲအဲဒီတော့ဆရာပေးခဲ့တဲ့ရတရားလေးပဲကျွန်တော်မိတ်ဆွေတို့ပြန်လည်းမျှဝေပါမယ်အဲ့ဒီရတရားကထူးထူးခြားခြားတားကြီးခက်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 လောက်ရတာမဟုတ်ဘူးဆရာလည်းမကြခဏ ရွှေစကားဝေစကားအစီအစဉ်မှာပြောပြတယ်အဲဂျာနယ်တွေမှာလည်းရေးပါတယ်အဲ့ဒါအလောမရေတရားကတော့ကလေးပြောလို့ဆိုလို့မရတဲ့ကလေးရဲ့အဝယ်စားနော်အင်ကြီးပေါ့အင်ကြီးကိုကယုခွေခွေရမယ်ခွေပြီးတော့ဖရာတော်တော်ရရန်ကတ်တဲ့အိုးရဲ့အောက်မှာကယုခွေလေးခွေပြီးတော့ဖြိထားရတယ်အဲဒီကလေးပြောလို့ဆိုလို့ရပါစေ သူ့ရဲ့စိတ်ကလေးလေးငြိမ်ဝှက်ပြပြသွားပါစေ။သူ့မှာထွက်နေတဲ့ဒေါသတွေမာနတွေမန်လေးအားလုံးငြိမ်ဝှက်ပြပြသွားပါစေဆိုပြတော့အဲ့ဒီထက်ရင်တဲ့ဖရာတောက်တော်ကြီးကျန်နေလူမယ်နန္ဒတော်ကြီးကျန်နေကတ်မယ်ပေါ့နော်။အားစရာကျမတို့အိမ်မှာတောက်တော်ကြီးကျန်ဦးမရှိဘူးဆိုရင်လေရှိအောင်လုပ်လိုက်လေ။ရှိအောင်လုပ်အိမ်မှာတောက်တော်ကြီးကျန်ဦးလေးပေါ်မှာအဲ့တော့တောက်တော်ကြီးကျန်ရဲ့အောက်ကလေးမှာကြွေးခွေခွေးပြီးတော့အဲ့အင်ကြီးလေးကိုဖိထား เนาะဘယ်နဲ့ရဲ့လောက်အောင်လို့ဆိုတော့ပြောလို့ဆိုလို့မရမချင်းထားလိုက်ပေါ့ဗျာဒါအကြီးအကြီးတော့မလိုပါဘူးเนาะအဲ့လိုမျိုးဖိထားပြီးတော့ကိုကလည်းဇူတော်မေတ္တာပို့မယ်ဆိုရင်အဲပြောလို့ဆိုလို့မရဘူးဆိုတော့ကိုကလေးရဲ့သူ့ဟာနဲ့သူတဖြည်းဖြည်းနဲ့ပြန်ပြီးတော့အတွေ့စိတ်ကလေးငြိမ်းချမ်းပြီးတော့အေးချမ်းပြီးတော့ပြီးပြားပြီးတော့ပြောလို့ဆိုလို့ရရှိသွားစေမှာဖြစ်ပါတယ် ကဲကျွန်တော်မိတ်ဆွေတွေ သာသမီအတွက်ရတမအေးဘူးဖြစ်နေတယ်သာသမီအတွက်ပူးနေရတယ်ဆိုတော့မိတ်ဆွေတွေကျွန်တော်ပြောတဲ့ရတရားလေးကိုလှုပ်ရင်နဲ့လိမ္မာရေးကြရှိတဲ့သာသမီတွေပိုင်ဆိုင်နိုင်ကြပါစေသားကောင်းသမီးကောင်းယရနာလေးတွေလည်းပိုင်ဆိုင်ပြီးတော့ဘဝမှာထွန်းပေါင်းအောင်မြင်မှုတွေရရှိကြပါစေ